အမေရိကန်ပြည်ထောင်စုမစ်ရှိဂန်ပြည်နယ် Grand Black မြို့ကမော်မန်ဖျားเจ้าမှာလွန်ခဲ့တဲ့နိုင်ပိုင်းအတွင်းပြစ်ခတ်မှုဖြစ်သွားခဲ့တာမှာအ ਨੇ စုံတဦးတေဆုံးပြီးတော့၉ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့မြို့နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။တနတ်သမားကဖျားเจ้าအရှိပေါက်ကိုကားနဲ့ဝင်တိုက်ပြီးတနတ်နဲ့ပြစ်တာတွေအပြင်မိပါရှို့ခဲ့တာကြောင့်ဖျားเจ้าမှာမိလောင်မှုကြီးဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်လဲအားလုံးရှင်းလင်းပြီးသွားတဲ့အချိန်တေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူအရေအတွက်ဒီတဲ့ပို့တိုးလာနိုင်တယ်လို့ဆိုပါတယ်။အသက်၄၀အရွယ်ရှိပြီဖြစ်တဲ့တနတ်သမားကတော့ ရဲတပ်ဖွဲ့ကပြစ်လိုက်တဲ့တင်နာဒင်ယာနဲ့နေရာတွင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဆိုပါတယ်။တနတ်သမားဟာမီရှိဂန်ပြည်နယ်ဘာတန်မြို့ကဖြစ်တယ်လို့ဆိုပါတယ်။တင်းနင်းကွေနေ့ဖျားเจ้าမှာဝုတ်ပြုစုတောင်းသူတွေယာနဲ့ချီရှိနေတဲ့အချိန်ဒီတိုက်ခိုက်မှုဖြစ်သွားခဲ့တာပါ။အခုအခင်းဖြစ်တဲ့ Grand Blanc မြို့ဟာမီရှိဂန်ပြည်နယ် Flint မြို့အနီးမှာတည်ရှိပါတယ်။တနတ်သမားရဲ့နောက်ကျောင်းရာဇဝင်နဲ့ဘာကြောင့်အခုလိုလုပ်တယ်ဆိုတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ FBI ပြည်ထောင်စုစုံစမ်းရေးဘီရိုရဲ့အကူအညီနဲ့စုံစမ်းစစ်ဆေးမှုတွေ လုတ်သွားမယ်လို့ Grambland မြို့နယ်ရဲမှူးကြီး William Rain ကသတင်းတောက်တွေကိုပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ